တိုးထိန်သည်မိမိတိုးမြောက်ကိုဘယ်တော့အခါမှ မထားတကယ်တို့ဖျားတကယ်ဒီကျွန်တော်တို့ကိုဘယ်တော့အခါမှမထားခဲ့ဘူးဆိုတာကိုခွန်အားရမိပါလေသာရဖျားသည်ကျွန်တော်ဤတိုးထိန်စာလံကျမ်းခန်းကြီး23အငယ်1သာရဖျားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏ ငါသည်ဆင်းရဲမခံရအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွခွန်အားယူမိတမချန်းစာကတော့စာလံကျမ်းခန်းကြီး23အငယ်1သာရဖျားသည်ငါဤတူထိန်ဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရဖြစ်ပါလေဒီတမချန်းစာရဲ့နောက်ခံတမိုင်းကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် BC 1000ပတ်ဝန်းကျင်ကဒါဝိမင်းကြီးရေးသားထားတာကိုတွေ့ရပါတယ်။ဒီစာလ23ဟာဘုရားသခင်ရဲ့ဂိယူဆိုင်မှုကိုဖော်ပြဖို့ရန်တိုးထိန်နဲ့တိုးများ၏ပုံတံကိုအသုံးပြုပြီးဒါဝိဟာတိုးထိန်တဦးအဖြစ်သူ့ရဲ့ငယ်ရယ်စဉ်အချိန်ကိုကွင်းကွင်းကွက်ကွက်အမတ်တရားဖြင့်သူ့ရဲ့ရင့်ကျက်မှုနဲ့အတူဒီကျမ်းစာကိုရေးသားထားတယ်လို့ ယူဆလို့ရပါတယ်။ဒါဝိဟာငယ်စဉ်ကတိုးထိန်ဖြစ်တယ်။သူတိုးတွေကိုထိန်းကြောင်းတဲ့အချိန်မှာအသက်အန္တရာယ်များပါတယ်။သူတိုးတွေကိုတခြားသားရဲ့တရိတ်ဆန်တွေမဆိုင်းရအောင်အမျိုးမျိုးကာကွယ်စောင့်ရှောက်ရပါတယ်။သူတိုးတွေမပြတ်အောင်အမြဲတမ်းကြီးရှုနေရပါတယ်။သူတိုးတွေလမ်းမမရအောင်ချက်ထဲမကျသွားအောင် အတန်နဲ့အမြဲတမ်းအချက်ပေးနေရပါတယ်။ဒီအပြင်သူတို့စားဖို့ရန်အတွက်အစာဟာများရရှိဖို့ရန်စိမ့်လန်းဆိုပြီးတော့စကြက်တွေစီကိုအမြဲတမ်းပို့ဆောင်ပေးရပါတယ်။သူတို့အမြဲတမ်းစိတ်ဆင်းရဲခြင်းမရှိအောင်ပျော်ဖို့ရန်တာယာပျော်ဖွယ်ကောင်းသောစောင်းတန်များဖြင့်တခြင်းဆိုပြရပါတယ်။သူတို့ကိုအမြဲတမ်းသားသမီးကဲ့သို့ပြုစုစောင့်ရှောက်တယ်ဆိုတာကို ပြန်စင်းစားရင်စာလံ23ကိုရေးသားထားခြင်းတွေ့ရတယ်။ကျွန်တော်တမာကျန်းစာကိုပြန်လေ့လာတဲ့အချိန်မှာကတော့အော်ငါတိုးတွေကိုပြုစုစောင့်ရှောက်တယ်လို့မျိုးငါဤသာရဖျားသည်လေငါတို့ကိုဒုက္ခရောက်တဲ့အချိန်မှာငါတို့ကိုပြုစုစောင့်ရှောက်မှာပဲဆိုတဲ့အရာနဲ့ရေးသားထားတာကိုတွေ့ရတယ်။ဒါကြောင့် သာရဖျားဒီငါဤတိုးထိန်ဖြစ်တော်မူဤငါဒီစိတ်ရဲမခံရငါတို့ရဲ့တိုးထိန်ဟာအသက်ရှင်တော်မူသောသာရဖျားသခင်ဖြစ်တယ်တိုးတွေကိုစောင့်ရှောက်တယ်လို့ကျွန်တော်တို့လူသားတွေကိုလည်းဘလို့လောကရံမုံတိုင်းပဲစံတန်းနေပါစေဖျားသခင်ဟာငါတို့ကိုကာကွယ်တယ်ပြုစုစောင့်ရှောက်တယ်ဖျားသခင်ရဲ့အတောင်တော်အောက်မှာအမြဲတမ်းလုံခြုံခွင့်ပေးတယ်ဆိုတာကိုတွေ့ရပါတယ် တိုးထင်းကတိုးများကိုထောက်ပံ့ကာကွယ်ပံ့ပိုးပေးတယ်လို့မျိုးပဲဖျားသခင်ကကျွန်တော်တို့တွေကိုလည်းထောက်ပံ့ကာကွယ်ကချီးမွေးပြုစုပေးတဲ့တိုးထင်းတူသာရဖျားရှင်မြတ်ဆိုတာကိုတွေ့ရပါတယ်။ဒါဝိကသာရဖျားဒီတိုးထင်းဖြစ်တော်မူ၏ဟု မဆိုလိုပဲသာရဖျားဒီငါဤတိုးထင်းဖြစ်တော်မူ၏လို့ရေးထားတာဖြစ်ပါတယ်။ ငါ့ဤတိုးသိမ့်ဖြစ်တော်မူဤဟုဆိုလိုလိုက်တာကဖျားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးဒီပုံကိုရေးရနီးကပ်တယ်ဆိုတာကိုတွေ့ရှိရတယ်။ကျွန်တော်တို့နာမည်ကို तू သိတယ်။ကျွန်တော်တို့ကို तू ကမြဲတစေစောင့်ကြည့်နေတယ်။ကျွန်တော်တို့ရဲ့နီးကပ်စွာနေတယ်ကိုတွေ့ရပါတယ်။တိုးထိန်ဒီမိမိတိုးမြောက်ကိုဘယ်တော့အခါမှမထားတဲ့ကဲ့သို့ဖျားတဲ့ကဲ့ဒီကျွန်တော်တို့ကိုဘယ်တော့အခါမှမထားခဲ့ဘူးဆိုတာကို ွန်အားရမိပါလေ။ငါဒီဆင်းရဲမခံရဆိုသည့်အတိုင်းတိုးများသည့်အစာအစာရေနှင့်ဘေးကင်းမှုအတွက် သူတို့၏တိုးထိန်အပေါ်တွင်မိခိုနေရပါလေ။ထို့အတူဘုရားသခင်သည်ကျွန်တော်တို့အားကျွန်တော်တို့လိုအပ်သောအရာများကိုအမြဲတမ်းပေးနေတာဖြစ်ပါလေ။ကျွန်တော်တို့လိုချင်သမျှအားလုံးကိုပေးတယ်ဆိုတာကိုမဆိုလိုပါဘူး။ ကျွန်တော်တို့အမှန်တကယ်လိုအပ်နေတော့အရာကိုဒါပေးနေတာဖြစ်ပါလေဆိုလိုရင်အတိတ်မှာကျွန်တော်တို့အခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့အချိန်မှာတော့ကျွန်တော်တို့အတွက်ဘဝမှာအကောင်းဆုံးဖြစ်မဲ့အရာတွေကိုပြင်ဆင်ပေးမယ်ဆိုတာတထစ်ချယုံကြည်နေဖို့ဖြစ်ပါလေတိုးတွေရဲ့လိုအပ်ချက်တိုးတွေရဲ့လုံခြုံမှုပျော်ရွှင်မှုနဲ့မျောလင်းချက်အလုံးစုံကို ပိုင်ရှင်တိုးထင်းကလွဲပြီးဘသူမှမပေးနိုင်ပါဘူးဒီတိုင်းပဲကျွန်တော်တို့လိုအပ်နေတဲ့အရာတွေကိုဖဲချိန်မှာဖဲနေရမှာဘလို့ပုံစံတွေနဲ့ပေးစွမ်းမယ်ဆိုတာဖះပဲလောက်ဆောင်ပေးနိုင်တာဖြစ်တော့ကြောင့်ကျွန်တော်တို့ရဲ့တိုးထင်းဖြစ်တဲ့သာရဖျားကိုအစင်မျောကြည့်ရအသက်ရှင်လျှောက်လန်းကြပါစို့လို့တိုက်တွန်းလိုပါတယ်။ဏီကုန်းချုပ်အနေဖြင့်ဘောကရှုပ်ထွေးတယ်လို့ခံစားရတဲ့အခါ ငါတို့ရဲ့တိုးထင်းကငါတို့ကိုလမ်းပြတယ်ငါတို့ကိုကွဲကားတယ်ငါတို့ကိုစောင့်ရှောက်တယ်အမြဲတမ်းပြတ်မထားဘူးဆိုပြီးကျွန်တော်တို့ရဲ့တိုးထင်းအတန်ကိုနားထောင်ရင်အတ္တတာနေတဲ့များစွာကိုကျွန်တော်တို့တိုးထင်းသာရဘုရားသခင်နဲ့ကောင်းမွန်စွာရှောင်လန်းကြပါစို့လို့ခွန်အားပေးရင်ဒေသနာကိုမိကုန်းချုပ်အပ်ပါတယ်